ားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့မိုးဥစရာသီမှာပင်တောင်တွေဖြူပြီးပသိမ်ချောင်းသားလန်ကုန်တိုးချဲ့နေတဲ့ဆိုတဲ့သတင်းမှာစစ်ကောင်စီဟာပသိမ်ချောင်းသားလန်ကုန်နှစ်လန်းသောအဖြစ်ချဲ့ထွင်နေရာရခုနှင့်မိုးဥစကာလမှာပင် လုံငင်းရင်နာခြင်းမရှိဘဲဆက်လက်ချဲ့ထွင်နေတာကစစ်ကောင်စီတပ်တွေအရွှေ့ပြောင်းလုပ်ရမှာလွယ်ကူအောင်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ် တိန်ချောင်းသာလန်ကိုပြီးကြတဲ့နေ့ရခိုင်နယ်စပ်မှာတိုက်ပွဲတွေမဖြစ်ခင်ကတည်းကတိုးချဲ့နေပေမဲ့တိုက်ပွဲတွေဖြစ်ပြီးချိန်မှာတော့ရခိုင်ထက်ပိုကျတဲ့နှလန်းသွားဖြစ်အောင်တိုးချဲ့နေတာဖြစ်တဲ့အပြင်မုံဥစကာလမှာလည်းရန်နာချင်းမရှိဘဲဆက်လက်လှုပ်ဆောင်နေတယ်လို့စုံစမ်းသိရှိရပါတယ်လမ်းမိုင်းပြုပြင်နေရတဲ့ပတ်သက်ပြီးချောင်းသားဒေသခံအမျိုးသားတအူးကလမ်းတွေကချဲ့ချဲ့နေတာခေတော့ဖို့ကောင်းပြီဆိုပြီးပြောနေကြသေးတယ်တကယ်ကသူတို့တွေတက်တွေရွှေရင် လွယ်အောင်လို့လမ်းတွေကိုချဲ့နေရ အရင်တိုက်ပွဲမဖြစ်ခင် လောက်ကလေးကထဲတာအခုကပိုချဲနေတာလို့ CJ platform ကိုပြောပါရယ်။ချောင်းတငွေဆောင်လန်ခွဲကနေစတင်ချဲထွင်နေတာဖြစ်ပြီးတောင်တချို့ဖြိုချကညင်ညီပြီးကတရားခင်လန်တွေကိုနေဖို့မိုးရမရှာလို့ဆောင်နေတာဖြစ်တယ်လို့သိရပါရယ်။စစ်ကောင်စီကချောင်းတမျိုးအတွင်းမှာရှိတဲ့စစ်စေးဂိတ်ကိုလည်းမြို့ပြင်ကိုပြောင်းရွှေ့ထားကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာအောင်ခံပြည်သူစစ်တွေကိုလက်နက်တပ်ဆင်ပြီးနေရာချထားတယ်လို့လည်းဒေသခံတအူးကဆိုပါရယ်။ အဲ့ဒီအကြောင်းကိုသိရှိထားသူဒေသခံတအူကဂိမ်းမှာတဲ့အိတ်ဘင်္ဂါတွေလှုပ်ထားတယ်။တနက်တွေနဲ့လက်နဲ့အပြည့်စုံတဲ့ကိုနေရာချထားတာ။လမ်းကတချို့နေရာတွေတောင်တွေဖြိုနေတော့တချို့နေရာတွေမြေညှိနေတယ်။တချို့နေရာတော့ကတရားခင်းနေတာမိုးရွာတယ်လဲကတရားလောင်းနေတယ်လို့စီဂျေပလက်ဖောင်းကိုပြောပါရတယ်။လမ်းတစ်လျှောက်အမြန်ပြီးဖို့စက်တိုက်တုံးပြီးလှုပ်ဆောင်နေတာဖြစ်တယ်လို့သူကဆက်ပြောပါရတယ်။ အာရခတက်တော် AA နဲ့မဟာမိတ်တက်တွေဟာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ29ရက်နေ့ကဂွာတမြို့နယ်လုံးကိုတင်ပိုင်နိုင်ပြီးနောက်ဒီနေ့2025ဇန်နဝါရီပထမပတ်အတွင်းကစပြီးရခိုင် AA ရိတိုင်းဆက်ပသိမ်ခိုင်နယ်ကိုထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင် အရခတ်တက်တော် AA ပူပေါင်းတက်ဖွဲ့ရီနဲ့စစ်ကောင်စီတို့ကြားပြီးခဲ့တဲ့ AB လဒုတိယပတ်လောက်ကလေးမျက်နှာမြုံနယ်နေရှိပန်တော်ကြီးကျေးရွာအနီးမှာထိတွေ့တိုက်ပွဲတွေပြင်ထန်ခဲ့ပြီးမေလဇန်ပိုင်းမှာလည်းရေကြီးမြို့နယ်တွေကအမြောက်တက်သုံးလေးလေးအနီးမှာလည်းတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ရခိုရပိုင်းတွေအတွင်းမှာလည်းငပိုင်းချောင်းကလမ်းမရှိလက်ပတ်မြေကျေးရွာအနီးနဲ့သပင်ကျေးရွာတွေမှာလည်းတိုက်ပွဲတွေဖြစ်ခဲ့သလိုကြောက်တောင်ပွေတောင်ကုန်းအနီးမှာလည်းတိုက်ပွဲတွေဖြစ်ခဲ့လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ အေအော်ရီတိုင်အတွင်းမှာအာရခတက်တော် AA ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားရာနေရာတွေအပြင်ရခိုင်ပြည်နယ်ထိစပ်နေတဲ့အင်ကပူလေးမြနာရေကြီးစားတဲ့မြို့နယ်တွေထဲမှာလည်းဒေသခံတွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးမှုတွေစတိုက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ဒါအပြင်ရေကြီးမြို့နယ်တွေကတုံးလေးလေးအမြောက်တပ်ဝန်ကျင်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးမကြာမီစစ်ကောင်စီရဲ့တုံးလေးလေးအမြောက်တပ်ကိုသိမ်းပိုက်နိုင်တော့မှာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ရှင်။ကျွန်မနွေနွေပါ။